ိုလီဗီးယားနိုင်ငံတောင်ပိုင်းမှာဘတ်ကားတစ်စီးဟာပစ်ကက်ထရက်ကားနဲ့တိုက်မိခဲ့ပြီးတဲ့နောက်ကြောက်ထဲထိုးကျခဲ့တဲ့အတွက်အနည်းဆုံး32ဦးသေဆုံးခဲ့ရာလွန်ခဲ့တဲ့ရက်ပိုင်းမှာအရိဒေတာမှာရှိတဲ့ကားလန်းတွေမှာသေဆုံးသူအရေအတွက်80နီးပါးရှိလာခဲ့တယ်လို့စုံစမ်းစစ်ဆေးသူတွေကပြောပါရယ်ဘတ်ကားတစ်စီးဟာလက်တဲအမေရိကရဲ့အကြီးဆုံးပွဲတော်ကြီးတစ်ခုဖြစ်တဲ့ Oro Yoga Nibel ပွဲတော်ကိုတွားရောက်ရမှာ ။ဥယျာဉ်မြို့အနီးမှာတခြားသောဘတ်စကားနဲ့တိုက်မိခဲ့တဲ့အတွက်အနည်းဆုံး38ဦးသေဆုံးခဲ့ရပြီးတဲ့နောက်နှစ်ရက်အကြာမှာတောင်ပိုင်းဒေသပိုတိုစီမှာအခုရင်တိုင်းမှုဖြစ်ပွားခဲ့တာပါ။မလ3ရက်ရင်တိုင်းမှုဟာပိုတိုစီမြို့ရဲ့မြောက်ဖက်မိုင်60ကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပစ်ကတ်ကားမောင်းသူဟာကောင်းဝင်လာတဲ့လမ်းကိုဖြတ်ဝင်ခြင်းအဖြစ်ရင်တိုင်းမှုကိုဖြစ်ပေါ်စေတာဖြစ်တယ်လို့စုံစမ်းစစ်ဆေးသူတွေကတန်ရရရှိနေပါတယ်။ဒီလိုဖြတ်ဝင်တာကြောင့်ဘတ်စကားရဲ့ရှေ့ပိုင်းကိုဝင်တိုင်းမိရကနေဘတ်စကားဟာ1ကီလိုမီတာနဲ့တဲ့6ထဲကိုထိုးကျသွားတာဖြစ်ပြီးလူ နှစ်ဦးတရားရခဲ့တာဖြစ်တယ်လို့ဆိုပါရယ်